ဒီအဖြစ်အပျက်ကတော့ထိုင်းနိုင်ငံနခွန်ရာချစီမာမြို့မှာဖြစ်သွားခဲ့တာဖြစ်ပြီးအသက်30နှစ်အရွယ်ဖုံဆက်ထုံဆိုတဲ့ထိုင်းအမျိုးသားတဦးဟာသူချစ်သူကောင်မလေးကိုလက်ထပ်မဲ့လို့ဂရုပေးထားခဲ့ပြီးနောက်ဆုံးမှာတော့ချစ်သူကောင်မလေးဟာယောဂဇူတစ်ခုကြောင့်ဆုံးပါသွားခဲ့ရပါတယ်ဒီလိုနဲ့သူဟာကောင်မလေးကိုဂရုပေးထားတဲ့အတိုင်းကောင်မလေးရဲ့အတူပါပွဲမှာပဲသူချစ်သူကောင်မလေးရဲ့ဓပုံနဲ့လက်ထပ်ခဲ့ပါတယ်ဖြစ်စဉ်ကတော့3လပိုင်း20ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ် ထိုင်းနိုင်ငံနခွန်ရာချာစီမာမြို့မှာနေထိုင်တဲ့အသက်32နှစ်အရွယ်ဖုန်းဆက်ထောင်ဆိုတဲ့ထိုင်းအမျိုးသားဟာအတူပါပွဲတစ်ခုမှာတိတ်ဆုံးသွားတဲ့မိန်းကလေးရဲ့ဓပုံနဲ့လက်ထပ်ခဲ့ပါတယ်။သူတို့ရဲ့လက်ထပ်ပွဲကိုတော့နခွန်ရာချာစီမာမြို့မှာရှိတဲ့နောင်ဘဝနွယ်ဖုံကြီးကျောင်းမှာကျင်းပခဲ့ပါတယ်။ဒီလက်ထပ်ပွဲကတော့အရန်ကိုမှစိတ်မကောင်းစရာဖြစ်ရပြီးအသက်နိုင်ဆုံးမင်္ဂလာဆောင်နဲ့သူ့အောင်ပြင်ဆင်ထားခဲ့ပါတယ်။နောက်ပြီးဂရုတာဟာဂရုသမီဖြစ်သူတိတ်ဆုံးသွားတဲ့မိန်းကလေးရဲ့ဓပုံနဲ့အတူမင်္ဂလာဧကန်လို့ပြောရမယ်စပွဲကုန်းတစ်ခုမှာထိုင်နေပြီးဂရုတာရဲ့အနောက်ဖက် ါမှာတော့သူချစ်သူကောင်မလေးကိုထဲထားတဲ့အကောင်ရှိနေခဲ့ပါတယ်။နောက်ပြီးသူတို့နှစ်ဦးဟာချစ်ကြိုင်လာတာဆယ်နှစ်ကျော်ရှိခဲ့ပြီးဒီနှစ်ကောင်မှလက်ထပ်ကြမယ်လို့နှစ်ဦးသဘောတူထားခဲ့ပါတယ်။ ီလိုနဲ့လွန်ခဲ့တဲ့3လလောက်ကမှအသက်29နှစ်အရွယ်သူရဲ့ခြေထူကောင်မလေးအနုံနှားဆိုတဲ့မိန်းကလေးဟာကြောက်ကဲ့ယောဂဝေဒနာခံစားခဲ့ရပြီးအိုင်နောက်ပိုင်းမှာအစာမစားနိုင်တော့ပဲကိုယ်အလေးချိန်နဲ့ကိုယ်ခံအားတွေကျလာပြီးဆေးရုံတင်ခဲ့ရပါတယ်ဒီလိုနဲ့3လပိုင်းအစာမှာတော့ကောင်မလေးဟာတက်တာလာတာကြောင့်ဖုံစသွန်ဆိုတဲ့အမျိုးသားဟာသူခြေထူကောင်မလေးကို ဒီယောဂပျောက်သွားရင်ကိုတို့နှစ်ကုန်နာကိုမဆောင်တော့ဘူးဒီဒီဂျန်မှာပဲကိုတို့လက်ထပ်လိုက်ကြတော့မယ်လို့ပြောခဲ့ပါဗါတယ်အဲ့လိုပြောပြီးတိတ်မကြခင်မှာပဲ၃လပိုင်း၅ရက်နေကိုရောက်တော့သူချစ်သူကောင်မလေးဟာကြောက်ကဲယောဂရုတ်တရက်ထဖောက်ခဲ့ပြီးချက်ချင်းဆိုသလိုပဲအချိန်နေဆိုလာကအသက်ဆုံးပါသွားခဲ့ပါဗါတယ်အဲ့အခါမှာတော့ဖုံစထွန်ဆိုတဲ့အမျိုးသားဟာသူချစ်သူကောင်မလေးကိုဂတိပေးထားတဲ့အတိုင်းမိသားစုဝင်နေနဲ့တိုင်ပင်ပြီးကောင်မလေးရဲ့အတူပါပွဲကျင်းပနေတဲ့ဘုံကြီးကြောင်မှာပဲသူချစ်သူကောင်မလေးရဲ့ဓပုံနဲ့လက်ထပ်ခဲ့ပါဗါတယ်န ောက်ပြီးမင်္ဂလာဆောင်ကိုတော့မနက်ပိုင်းမှာကျင်းပခဲ့တာဖြစ်ပြီးကောင်းမလီရဲ့အလောင်းကိုတော့နေ့လယ်ပိုင်းမှာမိသကြိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ဒီဖြစ်ရက်ဟာထိုင်းနိုင်ငံမှာတော်တော်လေးကိုနာမည်ကြီးနေပြီးထိုင်းသတင်းဌာနတော်တော်များများမှာပါဖော်ပြနေခဲ့ကြတာပဲဖြစ်ပါတယ်။